ကတော့စီဇန်ပွင့်ပွဲရောက်နေဖြစ်ပါတယ်။ကျွန်တော်စီဇန်ပွင့်ပွဲခန်းနာလေးကိုတက်ရောက်မှာဖြစ်ပါတယ်ခင်ဗျာ။ကျေးပါဦး။ရောက်ကလာသူတမလန်းနဲ့နေကြလန်းတောင်းကပြည်စွမ်း24နိုင်စီဂန်နဲ့စီးဆိုင် Grand Opening ဖြစ်ပါတယ်ခင်ဗျာ။ ကြခွေပဲပြုတ်ကောင်းချင်းပေါင်းစမူစာတူဘူးကျော်တဖက်ရီကော်ဖီတင်နဲ့တဲခင်းအခန့်ကျွေးမွေးနေတာဖြစ်ပါတယ်ခင်ဗျာချစ်ပါတယ်ခင်ဗျာချစ်ချစ်ပါ ရောက်လာပါမျိုးနဲ့ဒီသူ့ကျမ်းမာရေးပစ္စည်းချာတာပြီးတော့ပတ်ဖို့ပေါင်တယ်ရေးပေါင်လာတာရှိရဲ့ဒီလူတို့အတွက်ဟာဒီသူ့ကျမ်းမာရေးဘဝနဲ့ဒီလိုမျိုးဆက်ရှိပါဒီလိုပုံလေးကစဉ်းစားနေတယ်ရှိပါဘာလို့လဲဘာလို့လဲဘုက္ခုပြီးပါမပြောတော့ပါဘူးဒါတွေကရှိအလုံးမြေလာပေါ်ပြီးစောပါစီအကြောင်းပြောတော့မှာတော့မဆက်ပါပါနဲ့အဲ ီယိုလာတူစီကန်စီဆိုင်24နာရီစီကန်လေးဒီပေါ်လာလို့ကျွန်တော်ဒီညဆိုင်ဆက်မိုင်ညအားလုံးနဲ့ကျေးဇူးတင်ပါတယ်။ကြောင်းလေးပြီးတော့ဒေသရှိပြည်သူတွေကိုစက်မိုင်ဆောင်ရှောက်မှုဆောင်ရွက်ပေးဖို့စီစဉ်နေပါတယ်ခင်ဗျာ။အမင်္ဂလာဝေပြင်းနာမှာတရှိသောတခုပြီးသောအထူးစီကံလေးဖြစ်ပါတယ်။စီကံပေါင်းများစွာတရှိသောညာလေးပဲ။ဆရာဆိုလို့ရှိရင်ပူပေါင်းပြီးတော့ဆောင်ရွက်နေသောအထူးစီကံတစ်ခုဖြစ်ပါတယ်။ အလောင်းနဲ့ဆိုတော့ပြည့်စွမ်းတွေ့တွေ့ထူးထူးစေခံပြင့်ပွဲခန္ဓာအောင်မြင်စွာပြည့်မြောက်ကြပညာအပ်ပါလေခင်ဗျာထူးထူးယောဂထူးကုဆရာဝန်ကြီးတွေနဲ့တမန်ရိုက်အလ်ထရာဆောင်းရိုက်တာ ECG ဆွဲတာသွေးဖောက်တာကာကွယ်ဆီးထိုးပြတာအပြင်အင်တန်ရန်ရောက်ကျန်းမာရေးဝန်ဆောင်မှု service အမျိုးမျိုးကိုလည်းလုပ်ဆောင်ပေးနေပါတယ်ခင်ဗျ ဆရာဝန်ကြီးတွေဖြစ်ပေမဲ့လည်းလူငယ်သမားတွေတွေဖြစ်တာမို့လို့ကုကျမ်းမာရေးကိုရင်းရင်းနှီးနှီးပွန့်ပွန့်လင်းလင်းနဲ့ပြောပြမေးမြန်းဆွေးနွေးတိုင်ပင်လို့ရတာပါခင်ဗျာဒီကနေ့တော့တမောင်းမဲ့လီးလို့ရတယ်ကျွန်တော်တို့ကျွန်တော်ပြောမရပထမကြီးကြီးရေးတော့တော့တော့ပြင်တယ် အတူတူတက်ရောက်ခဲ့တဲ့ကျွန်တော်တို့ MRD4 ကအမှုပညာရှင်အမဆိုရင်လည်းကျမ်းမာရေးဆိုင်ရာဆွေးနွေးမေးမြန်းပြီးဆေးစစ်ခဲ့ပါတယ်ခင်ဗျာအထူးစီစဉ်လေးတစ်ခုရှိပါတယ်ငားလာပိုင်း7ရက်နေ့ဖွင့်ပွဲနေ့ကနေစပြီးတော့ပထမဆုံးလူနာအယောက်90အတွက်အခမဲ့တွေးစစ်ပေးနေပါပြီခင်ဗျာဆက်လို့ရတာတွေ့ရတာကျမကတော့ ဒီမှာတော့စစ်စစ်တဲ့ပါတယ်ခင်ဗျာ။ဒါကတော့စီးနေတယ်ခင်ဗျာ။အားလုံးပဲတာယာတော်နေလေးဖြစ်ပါစေခင်ဗျာ။